မင်္ဂလာပါပရိသတ်ကြီးရေဒီပိုင်းမှာတော့အကျွင်းနုံနစ်နေတဲ့ပိုင်ကေဟာကိုပြေလဲစေခြင်းပါလေဆိုတဲ့အကြောင်းပြချက်နဲ့မိမိတွင်ဟာယမထံသွားရောက်ပြီးနေတကွန်နဲ့သူမဤသမီးကြီးဖြစ်သူမူမူတွင်တို့ပေးစားဖို့အတွက်ယမထံမှာနေတကွန်နဲ့လက်ထက်ဖြစ်မဖြစ်ကိုသွားရောက်အတည်ပြုပြီးနောက်မှာတော့နေတကွန်ထံသမီးဖြစ်သူမူမူတွင်အားနေတကွန်နဲ့နှီးဆက်စေဖို့အလောက်သွားရောက်လောက်ကင်စေခဲ့တာလည်းဖြစ်ပါတယ်နေတကွန်ဟာလည်းပိုင်ကေဟာဤပိုင်ဆိုင်မှုဖြစ်တဲ့ကံမဏီကို ညီနန္ဒထံမှဝယ်ယူကာရှယ်ယာ80ရာခိုင်နှုန်းပါဝင်ပြီးညီနန္ဒအား20ရာခိုင်နှုန်းသာကမ်ပဏီမှာရှယ်ယာပါစေခဲ့တာလည်းဖြစ်ပါတယ်။ဒါတွေကိုမသိရှာတဲ့မူမူတွင်ဟာနေတကုံရဲ့အနားမှာနေပြီးထိုကမ်ပဏီမှာသူမတို့လည်းရှယ်ယာထည့်ထားတယ်ဆိုပြီးပြောဆိုနေချိန်မှာတော့နေတကုံဟာရှယ်ယာ20ရာခိုင်နှုန်းကိုချက်ချင်းထုတ်ပေးပြီးကန်ထုတ်လိုက်လို့ရကြောင်းပြောလိုက်မှသာမူမူတွင်တယောက်ငြိမ်စင်းသွားခဲ့တာလည်းဖြစ်ပါတယ်။နောက်ခန်းမှာတော့နေတကုံတယောက် ၎င်းထူထောင်ထားတဲ့မိဘမဲ့ကေယာကိုရောက်သွားချိန်မှာပဲ၎င်းစိတ်ဝင်စားနေတဲ့မိန်းကလေးဖြစ်တဲ့ယမဟာထိုကေယာမှာဆီယမတ်တယောက်လောက်ကင်နေခဲ့တာကိုတိလိုက်ရတယ်လို့သူအရန်ကိုတွေ့ကျင်နေတယ်ဆိုတော့နှစ်ပေါင်းများစွာ ကွဲကွာနေရတဲ့ညမဖြစ်သူတက်လျာနဲ့လည်းပြန်လည်တွေ့ရှိရတော့မှလည်းဖြစ်ပါတယ်။ဒါကြောင့်လေပရိတ်သတ်တွေအနေနဲ့လည်းနေတကွန်နဲ့ညမဖြစ်သူတက်လျာတို့ပြန်လည်တွေ့ရှိပြီးတဲ့နောက်ဘလို့တွေဆက်ပြီးဖြစ်လာအောင်မလဲဆိုတာကို တစ္ဆာဖြစ်နာစီရင်စီအပိုင်းရှင်မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြဖို့ဒီ channel လေးကနေတိုက်တွန်းပေးလိုက်ခြင်းလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်